အားလုံးပဲမင်္ဂလာပါမယ်နေယူချင်တဲ့ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မဆောင်နေတဲ့အစ်နေနဲ့မနေ့ပြန်ညတနင်္ဂနွေနေ့ပေါ့ဗျာ9နာရီ45မှာဆိုရင်ကိုရဲအော်ထရက်ပေါ်မှာပရီးမီးယားလိပွေးစဉ်36ပြည့်ဝက်ဆန်ကိုကစားဖို့ရှိနေတယ်ဆိုတော့အဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့ကြော်ကြက်တွေပေါ့ဗျာတစ်ဖက်အစ်အရှင်နဲ့ပြီးလို့ရှိရင်တို့ရာကိုပေးကိုနိုင်ပွေးတွေပေါ့ကျွန်တော်ယူနိုက်တက်အစ်နဲ့ဘလော့ကြီးကိုအောင်မှုရှိလို့ဆိုတာပွေးကြုံတုံးတဲ့ချက်နဲ့ဆွေးနွေးတော့စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ ဆိုတော့ဝက်ဆန်အတွက်ကောင်းပါဗျာဒီရာဒီကတကယ့်ကိုတိုင်ပွဲမှုတွေရှိနေတယ်သူတို့ကတင်းစေးစုံနောက်တော့ရောက်ရှိတော့တယ်ဒါပေမဲ့လို့တဲတော့မစင်တော့ဘူးဆောက်တဲ့တို့ဘာတို့ကတော့တင်းစင်းမင်းအနေထားနဲ့ရေဆန်နေရတဲ့တဲသူတို့ကပရီးမီးယားလိဂ်ကိုတော့ကစားဖို့မရှိဘူးဆိုတော့ဝက်ဆန်ဘက်ကိုကြည့်အောင်လို့ကြည့်ပါဗျာသူတို့ကလက်ရှိအချိန်မှာအဆင့်၁၀ခန်းမှာရပ်တည်နေတယ်ရှားမဲ38မိနစ်တိုင်ပွဲနေတာပေါ့ဗျာသူတို့35ဘွေကစားတယ်ဗျာ9ဘွေနိုင်တာတဲ့10ဘွေတည်နေတဲ့16ဘွေသူတို့ရှုံးတာတယ်ဒါပေမဲ့လို့ ဒီအခြေအနေကကိုရီယူနိုက်တက်အသင်းနဲ့တော့တိတ်မကော်ဘူးမေဆာအွန်နိုက်တက်အသင်းနဲ့အဆစ်စင်ကားမှာသူတို့ကအဆစ်စစ်ခွန်ကြားမှာကျွန်တော်တို့စပါးတို့ဘာလို့ရှိတာပေါ့ဗျာဆိုတော့သူတို့အသင်းနဲ့ပေါ့ဗျာအိမ်ကွင်းအဝေးကွင်းမှာဆိုရင်လည်းပဲအိမ်ကွင်းစစ်ချုပ်ကစားရတဲ့ငါးဘွေနိုင်ထားတဲ့ငါးဘွေတည်နဲ့ရှစ်ဘွေရှုံပြီးတော့တိုက်စစ်ပိုင်းက22ကိုရတာတဲ့ခန်စစ်က32ကိုသူတို့ပေးထားရတယ်အိမ်ကွင်းရမယ့်ကသူတို့အနေနဲ့ရမယ့်20ကိုပိုင်ဆိုင်ထားတော့ပေါ့ဗျာ အဝေးဝေး16ပွဲမှာဆိုရင်လေ၄ပွဲနိုင်တာတဲ့၅ပွဲတည်နဲ့10ပွဲရှုံပြီးတော့တိုက်စစ်က16ကိုရတယ်ခန်စစ်က28ကိုသူတို့ပေးထားရပြီးတော့အဝေးကွင်းရမက16ပေါ့ပေါ့ဗျာဆိုတော့တိုက်စစ်ဘိုင်းမှာဆိုရင်စူးစူးပေါ့အနေနဲ့ဂိုးလေးစီရတာတဲ့ခန်စစ်မှာဆိုရင်56ကိုဆိုတော့တိုက်စစ်နဲ့ခန်စစ်ကြမှာပေးရတဲ့ကိုက16ကိုကိုတော့ရှိတယ်ဒါကဝဆဲအနေနဲ့ဒီရသည်တကယ့်ကိုလုံးဝခန်စစ်ပြဿနာရဲ့သူတို့ဂိုးသမားရဲ့အခြေအနေကြောင့်အဖက်ဘက်ကတိုင်ပဲ့နေတဲ့ပုံစံမှာရှိနေတာပေါ့ တူတူညာလဲကျွန်တော်မေဆာအောင်နဲ့တင်ကတော့ short တက်လို့တော့မရပါဘူးအထူးသဖြင့်ဒီရာသီပရီးမီးယားလိဂ်ဆိုရင်ညီကတို့တည်တဲ့အတိုင်းပါပဲတကယ့်ကိုဗျံပဒာနဲ့လုံးဝစုပ်ပြတ်တက်နေပြီးတော့အချင်းနေမကောင်းဘူးချန်ပီယံလိဂ်မပြောနဲ့ပရီးမီးယားလိဂ်အနေထားကနေပြီးတော့ယူပါလိတောင်ဝင်ဖို့မရှိတဲ့အတွက်ကျွန်တော်တို့ကတော့ယူပါလိဖလားကိုပဲအောက်ကိုနေရတာလာမယ့်22ရက်နေ့မှာဆိုရင်ကျွန်တော်တို့ဒီစပောက်ကိုပေါ်နိုင်ငံမှာဘူလူပဲဖလားလူပဲကစားဖို့ရှိနေတဲ့အတွက်ကိုတွေကအဲ့ဒီပွေးစဉ်ကိုပဲအာယုံစိုက်ထားတဲ့အတွက်ဒီနေ့အနေထားကတော့ ဘယ်လိုလာမလဲပေါ့ဗျာဆိုတော့သူတို့အစ်အနေနဲ့ပေါ့ဗျာနောက်ဆုံးကစားကြီးတွေ၅ဝိမှာဆိုရင်၃ဝိတည်ကြတာပြီးတော့၂ပွဲရှုံထားတဲ့ရာလဲတစ်ခုထွက်ပေါ်ထားတယ်ပြီးလို့ရှိရင်သူတို့ကပေါ့ဗျာလာမယ့်၂ပွဲကိုကြာလို့ရှိရင်တနင်္ဂနွေနေ့၁၆ရက်နေ့ပေါ့ဗျာ9နာရီ၄စင်းကမှဆိုရင် Notte Forest ကိုအင်္ဂွေကစားဖို့ရှိနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မေ၂၅ရက်တနင်္ဂနွေနေ့9နာရီခွဲမှဆိုရင်တက်တက်လာတဲ့ AFC အသင်းကိုသူတို့အဝေးခွင့်ပြေးကစားဖို့ရှိတယ်ဆိုတော့ ဒီဝစ်ဆိုင်ကပေါ့ဗျာဒီရဒီကတော့လုံးဝကောင်းနေတဲ့ပုံစံမှာတော့ရှိမနေဘူးဒါပေမဲ့လို့မေဆောင်နဲ့အသေးနဲ့တွေးရင်ဆိုရင်တော့နိုင်ချင်လေးနိုင်တော့မှာပေါ့ပရေဖို့နဲ့ပွေးစင်လုံးကလို့ပဲကိုတွေကလေးကိုပေးထားရတယ်နောက်ပိုင်းမှာမှသုံးကိုတွင်းတယ်ဒါပေမဲ့လို့ရှုံးခဲ့တယ်ဆိုတော့ဒါကဝစ်ဆိုင်ရဲ့အချင်းလေးပေါ့ဗျာကိုရီမေဆောင်နည်းနည်းအသင်းကပေါ့ဗျာပရီးမီးယားလိမ်မှာဆိုရင်အခုနောက်ပြောသလိုပါပဲတကိကိုစုပ်ပြည့်သေးပြီးတော့နိုင်ပွေးတွေလည်းမရရှိပါဘူး ကျွန်တော်တို့က35ပွဲတိကစားခဲ့တယ်ရမယ်39မယ်နဲ့အဆင်15မှာရစ်တင်နေတာပေါ့ဗျာဝဆန်နဲ့တော့တိတ်ကွာမှုတော့မရှိဘူးကျွန်တော်တို့အသင်းကဆေးဝေးနိုင်တာတယ်9ပွဲတည်နေတဲ့16ပွဲကျွန်တော်ရှုံးပွဲကြုံထားရတယ်ဒါကဝဆန်နဲ့ရှုံးပွဲကျွန်တော် တုံညင်နေတဲ့ပုံစံမှာရှိနေတယ်အဆင်မပြေဘူးစားသမားတို့ရဲ့ဆိုတော့အင်ကွင်းအဝေးကွင်းဆိုရင်လည်းပဲကျွန်တော်အင်ကွင်းတိုက်စစ်က29ရတာတယ်ခန်စစ်က26ကိုပေးထားရတယ်ဒါကအင်ကွင်းရဲ့အခြေအနေပေါ့ဗျာ အဝေးခွင့်ချိုလေးကျွန်တော်တို့အဝေးကင်းတိုက်စီက29ကိုရရတယ်ခင်စစ်က25ကိုဒီကျွန်တော်ပေးထားရတယ်အင်ကွင်းနဲ့အဝေးကင်းကတတော်ကိုတူညီနေတယ်ကျွန်တော်အင်ကွင်းမှာဆိုရင်16ပွဲကစားရတယ်6ပွဲနိုင်ထားတယ်3ပွဲတည်နဲ့10ပွဲရှုံးတယ်အဝေးကင်းမှာဆိုရင်လေကျွန်တော်4ပွဲနိုင်ထားတယ်6ပွဲတည်နဲ့10ပွဲရှုံးတယ်ဘလောက်တော့တူညီနေတယ်ဒါကနောက်ပိုင်းပွဲစီတွေမှာနော်အင်ကွင်းရာလက်တွေစိုးရွားနေတဲ့အခြေအနေတခုဖြစ်သွားခဲ့တာ ပြီးလို့ချင်းရမဲအနေနဲ့ကလေးပေါ့ဗျာအင်ကွင်းရမဲက21မိနစ်အဝေးကွင်းရမဲက16ဆိုတော့ဘေဖက်ကဘေးချစ်ချစ်ကျွန်တော်ယူနိုက်တက်အသစ်အနေနဲ့ပရီးမီးယားလိမ်းမှာအားရကျင်နေစရာမရှိပါဘူးတရေဘေးသာကျွန်တော်ကော်ခဲ့တာနိုင်ကွင်းရှုံးကွင်းတွေကလည်းအဲဝဆန်နဲ့အဲ့လိုတိကော်အားမှုမရှိတဲ့အတွက်ကျွန်တော်ဒီနေ့အနေထားမှာလည်းအဆင်မပြေပါဘူးဆိုတော့စူးစူးပွဲကကျွန်တော်42ကိုရတယ်ဗျာခင်စစ်က50တကူပေးထားတယ် နောက်ဆုံး၅ပွဲမှာဆိုရင်လည်းကျွန်တော်တို့အသင်းက၂ပွဲနိုင်တယ်၂ပွဲတည်ကြတယ်၂ပွဲနှားတယ်ပရဖို့ကိုကျွန်တော်တို့ချုံပြီးတော့ယူပါလေစီမီဖိုင်နယ်ဒုတိယအကြော့မှာဆိုရင်တကယ်ကောင်းမွန်တဲ့ရှင်တယ်တခုနဲ့ဘိုလ်လူပွဲတက်ခဲ့တာပေါ့ဗျာဆိုတော့ဒါကပရီးမီယာလေးပွဲစဉ်တွေပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော်ကစားခဲ့တဲ့နောက်ဆုံးပွဲနေထားတယ်ပေါ့ကျွန်တော်အသိနေနေပေါ့ဗျာဒီနေ့ပွဲစီမှာဆိုရင်အမ်ရကဒီပွဲအတွက်ကို press code press တရေစာရှင်းလင်းပွဲပြုလုပ်ခဲ့တယ်သူက ဘလောက်ပဲကြောင်တော့ဒီပရီးမီးယားလိအနေထားတစ်ခုစိုးရနေတယ်ဆိုပေမဲ့လို့ယူပါလိကလည်းနင်းနေလို့သေးတဲ့အတွက်ကစားသမားတွေကိုပုံမဲ့ပွေးထုတ်ခွင့်ပေးဖို့အတွက်အာတချို့ကစားသမားတွေကိုအနာပေးဖို့မရှိဘူးဆိုပြီးတော့ကျွန်တော်ပြောထားခဲ့တဲ့တင်းစားရှင်လေးပွဲမှာဒါပေမဲ့လို့ကြောင်တော့ပြောလို့မရဘူးဘာလို့ဆိုတော့ဘရက်ဖုန်းနဲ့ပွေးစီနေတုန်းကအတိုင်းအသုံးပြုလာမလားကျွန်တော်စောင့်ကြည့်ရမယ်အဲ့ဒီပွေးစီမှာဆိုရင်လေလူငယ်လူကြီးအရင် ကစားသမားတွေအဓိကကစားသမားတွေကျွန်တော်ပွေးထုတ်ခဲ့တယ်ဆိုတော့ ျွန်တော်သိနေနေပေါ့ဗျာဒီဘီပါဝင်နဲ့ပွေးစီမှာကစားခဲ့တဲ့လူစင်းကိုကြည့်ရလို့ချင်းကိုသမားနေရာမှာအန်ဒရီအိုနာနောက်ကိုကျွန်တော်အသုံးပြုခဲ့တယ်။နောက်တဲဆန်တဲ့ပဲ၃ယောက်ကလီနီယူရိုမကွမ်းရနဲ့ကျွန်တော်ဗီတာလီဒီလောက်ကိုအသုံးပြုခဲ့တယ်။ကွင်းလေးလေးရောက်မှဆိုရင်လည်းကျွန်တော်ပထရစ်ဒူကိုအူဂါဒေကက်ဆင်မီရိုနဲ့မာဇရာဝီကျွန်တော်အသုံးပြုခဲ့တယ်။နံပါတ်10ယောက်ကဘရူနိုဖာနန်ဒက်နဲ့ကာနာရှိုအထောင်ပေါင်းဝိုင်လန်တို့ကိုအသုံးပြုခဲ့တယ်။ဒါပေမဲ့လို့ဒီနေ့ပွေးစီမှာမာဇရာဝီကတော့ပါဝင်လာမှုရှိမှာမဟုတ်ဘူး။ ာဇာရာဝီကိုအမ်မူရဲကဒီကစားသမားအနေနဲ့ PKD ပြပောင်းနဲ့ပွေးစီမှာလဲသူ့ရဲ့ကစားပုံကတရားပြဿနာကြောင့်အားရကျင်းနေဆရာမရှိတဲ့အတွက်ဒီနေ့ပွေးစဉ်ကိုသူအနာပေးဖို့ရှိတယ်ဆိုပြီးတော့ပြောထားခဲ့တယ်။ဆိုတော့တချို့တဝက်ကစားသမားတွေကတော့အနာပေးဖို့ဒါပေါ့ဗျာအထူးသဖြင့်ကက်ဆီမီရိုတို့ဘရူနိုဖာနန်ဒက်တို့တိုက်စစ်မှာဆိုရင်လဲကျွန်တော်တို့ဒီကာနာရှိုးတို့ကိုလည်းအနာပေးမယ်လို့ကျွန်တော်ယူဆတယ်။ခရစ်စတင်အေးရစ်စင်တို့ဘာတို့ပွေးထုတ်လာဖို့ရှိမှာကို ဆိုတော့ဟုတ်ပြီကျွန်တော်ဒီ break point နဲ့ပွေးစီတုံးကသုံးပြုခဲ့တဲ့လူစင်းကိုလည်းကြည့်ရလို့ချင်းကျွန်တော် break point နဲ့ပွေးစီမှာဆိုရင်ကိုသမားတွေမှာပြောင်းလဲခဲ့တဲ့ကိုသမားနေရာမှာ printer သုံးပြုခဲ့တဲ့ကျွန်တော်ဒီ center back သုံးယောက်ကလူရှော့ရဲ့ဒီလင်းနဲ့ fat dress ဆိုရင်ကျွန်တော်သုံးပြုခဲ့တယ်ကိုလေးလေးရမှာဆိုလို့ကျွန်တော် heria me တို့ပြီးလို့ချင်း kubi mine တို့ဥကာတင်နဲ့ပထရိတ်တို့ကိုကျွန်တော်အသုံးပြုခဲ့တယ်။နေပယ်တဲ့နေရောက်ကဂါနာရွှေနဲ့မေဆယ်မဟုတ်ပါဗျာအထောင်မှရှိတဲ့ OB မှာကျွန်တော်အသုံးပြုခဲ့တယ်။ ဒီနေ့ပွေးစဉ်ကတော့ရှီတူအိုပီမာကိုတိုက်စစ်ပိုင်းမှာမြင်ရဖို့ရှိတယ်။ကျွန်တော်ကြည့်ကြည့်အောင်ဆရစာသမားတို့ရဲ့ MRI နေနဲ့ဒီနေ့ပွေးစဉ်မှာလူငယ်ကစားသမားလေးကိုထက်ပြီးတော့၃ရောင်းလောက်ထိနေရာပေးဖို့ကျွန်တော်ရှိနေတယ်။ဘာဖြစ်လို့ဆိုတော့နောက်တဲမှာဆိုရင်လေဖရက်ဒရက်စင်တို့တကယ့်ကိုကောင်းမွန်ခဲ့တဲ့ပရပွန်းနဲ့ပွေးစဉ်မှာညာနှုတ်ခဲ့မှာကစားခဲ့တဲ့ဖရီယာမက်တို့ဆိုရင်လေပြောစရာမလိုပါဘူးရှီတို့အိုပီမာဆိုရင်လေအထောင်မှာ တကယ့်ကိုလောအလုံးပြခဲ့တယ်ဆိုတော့ဒီနေ့ပွေးစီမှာအဲ့ဒီကစားသမား၃ရောက်ပါဝင်လာမလားဆိုတာကျွန်တော်ပွေးထွက်လူစီအနေထားကိုကြည့်ကြည့်အောင်ပွေးထွက်လူစီမှာတော့ကုသမနေရာ NW Onana ပါဝင်လာဖို့ရှိနေတယ်လို့ကျွန်တော်ကယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ NW Onana အနေနဲ့ brain down ကိုပွေးထုတ်ခွင့်ပေးရင်လည်းရပါတယ်ပြီးကြတဲ့ဒီ break phone နဲ့ပွေးစီမှာ brain down ပွေးထုတ်ခဲ့တာပဲသို့တော်ညာလဲကျွန်တော်ယူပါလဲပွေးစီကနည်းနည်းလိုသေးတဲ့အတွက်ကုသမနေရာကိုပြောင်းလဲဖို့သိရှိမယ်မထင်ဘူးဒါကြောင့် NW Onana ပေါ့ဗျာစန္ဒဘက်၃ယောက်က ပြီးခဲ့တဲ့လူစီရဲ့အတိုင်းတော့ထုတ်ပေါ်လာမှာမဟုတ်ဘူးဒါပေမဲ့လို့လူရှော့တို့ပြန်ပါလာဖို့ရှိနေတယ်ဘယ်နောက်ကမှဆိုကျွန်တော်လူရှော့ပေါ့ဗျာပြီးလို့ရှိရင်မကွမ်းရဖရက်ဒရက်စင်ပေါ့ဗျာဒီလီတို့ပါတို့ကလည်းအဲ့ဒီ break point နဲ့ပွေးစီမှာဒန်ရပြဿနာကြုံခဲ့ရလို့မဟုတ်လို့ရှိရင်ကျွန်တော်ဒီလီတို့ကိုအုံပြုလို့ရတယ်အာတခုတော့ရှိတာပေါ့ဗျာကစားမေးပွေးစီမှာမကွမ်းရတို့ဒန်ရပြဿနာမကြုံဖို့လိုတယ်ကျွန်တော်တို့မှာစင်တယ်ဘက်မှာရွေးချယ်ကိတိတ်မရှိဘူးကွင်းလီတို့နဲ့ဗတန်တို့မှာရွေးချယ်ကိရှိပြီဆိုတယ်မြဲလို့နောက်တဲ့စင်တယ်ဘက်မှာအဲ့လိုတိရွေးချယ်ကိမရှိပါဘူး ဆိုတော့ဒါကနောက်တဲ့၃ရောက်ပေါ့ဗျာကွင်းလင်းလင်းရောက်မှဆိုရင်လည်းစာသမားတို့ရဲ့အပြောင်းလဲလှုပ်လာလိမ့်မလို့ကျွန်တော်ကယူဆတယ်ကွင်းလင်းပေနောက်ခွဲမှဆိုရင်ဟေရီယာမဲပေါ့ဗျာပြီးလို့ချင်းကိုဘီမိုင်နိုကျွန်တော်ဥကာတင်နဲ့ပထရိတ်တူကိုဆိုပြီးတော့ကျွန်တော်မြင်တွေ့ဖို့ရှိနေတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မာဆာရာဝီတို့ဆိုရင်လည်းဒီနေ့ပွဲစီမှာပါဝင်လာဖို့မရှိဘူးအမ်မရယ်ကပြောထားတဲ့အတွက်ဒီလေးရောက်ပဲကျွန်တော်ထင်ပါတယ်ဒီခုတော့ရှိတာပေါ့ဗျာအပြောင်းလဲတွေအနေနဲ့လုံတော့ဖို့လည်းရှိနေသလို ့ဘရူနိုဖာနေတဲ့တို့ကိုလည်းဒီနေ့ပထမပိုင်းမှာလည်းထေကောင်းဖြစ်လာနိုင်တယ်။စာသမားတို့စဉ်းစားကြည့်ပရီးမီးယားလိအနေထားတစ်ခုမှာဘရေဘွန်းနဲ့နောက်ဆုံးပရီးမီးယားလိ35ကစားခဲ့တယ်။ဘလို့မှရှင်နေမကောင်းပါဘူး။ကျွန်တော်ကဒီရသည်ပရီးမီးယားလိကမေးလိုက်လို့ရပြီဆိုတော့ညာလဲနိုင်တဲ့နေ့ပွဲကိုနိုင်ဖို့ပဲကိုဥတည်ပြီးတော့တော်ဖို့ရှိနေတယ်။တော်ရမှာအထူးသဖြင့်ဒီနေ့ပွဲစဉ်ကကိုရီအိုထရက်ပေါ်မှာဖြစ်တဲ့အတွက်အနည်းဆုံးကတော့တိတ်ခဆင်နိုင်ဖို့လိုတယ်။ဒါကြောင့်ဒီနေ့ပွဲစီမှာဘရူနိုဖာနေတဲ့တို့ကိုလည်းမြင်ကောင်းမြင်လာရနိုင်တယ်။ ကျွန်တော်တို့ level 10တို့ကိုကြည့်အောင်လို့ချင်းလေ level 10တို့မှာဆိုရင်ကာနာရှိုတို့ကိုအနာပေးမယ်ဘရူနိုဖွန်နာတို့ကိုအနာပေးမယ်ဆိုရင်တည်ကြပါတယ်ခရစ်စတီအေဗရစ်စင်နဲ့မေဆယ်မောက်ကျွန်တော်အသုံးပြုဖို့ရှိနေတယ်ပြီးခဲ့တဲ့ဘီဘာအိုနဲ့ပွေးစီမှာမေဆယ်မောက်လူစားဝင်ပြီးတော့နှကိုသွင်းခဲ့တယ်နော်စာသမားလူရှော့ရုပ်ရှော့မင်းသားဆိုတော့ဒီနေ့ပွေးစီမှာလေမေဆယ်မောက်ကိုပထမပိုင်းမှာ၄စင်ကမလေးလောက်ထစ်ကောင်းထစ်နိုင်တယ်ဒီလိုမျိုးဆိုရင်တော့ကျွန်တော်ဒုတိယပိုင်းမှာအနာပေးလို့ရတယ်လာမယ့်ရှယ်စီနဲ့ပွေးစီကရှိနေတဲ့အတွက် အမေဆေမောင်တို့ကိုကျွန်တော်ပထမပိုင်းမှာပွေထုံကိုပေးလိုက်ဒါမှပဲကျွန်တော်အဆင်ပြေမှာပရစ်တင်အရီဇီရိုဆိုရင်လည်းပထမပိုင်းမှာထစ်သေးတုံပြူဒုတိယပိုင်းမှာဘလူးနိုဖာနယ်တဲတို့ဘာတို့နဲ့အလှေပြောင်းလုပ်ပလိုက်ဟုတ်တယ်မလားဒီလိုမျိုးလေးကျွန်တော်အဆင်ပြေနိုင်တယ်ဒါကြောင့် number 10တဲ့ယောက်ကဒီညပေါ့ဗျာအထောင်ပါကတော့ပြောစရာမလိုပါဘူး white line ကိုတည်ကြဖို့အနာပေးဖို့ရှိနေတယ်ကျွန်တော်အသိမှကအဲ့ဒီအထောင်ကရေးကြည့်တယ်ရေးရွှေငွေတိတ်မရှိဘူးဇေကီစီကအဲ့ဒီဒီဖီဘာနိုင်ငံမှာကစားမယ်ယူပါလိုက်ဖိုင်နေစပါးနဲ့ပွေးစီမှာ ကျွန်တော်ကတော့မြင်တွေ့စေချင်တယ်ဒီကစားသမားကိုလွှဲလျှော်ပလိုက်မင်းပညာလေးလက်ကျက်သုံးဘွဲကိုလွှဲလျှော်ပလိုက်ကျွန်တော်တို့အခုဝယ်ဆယ်နဲ့ကစားမင်းလွှဲပလိုက်ပြီးလို့ချင်းရှက်စီနဲ့ကစားမင်းလွှဲပလိုက်နောက်ဆုံးပွေးစီအက်စတန်ဘီလန်နဲ့ပွေးစီကိုလွှဲပလိုက်အဲ့ဒီကျွန်တော်ယူပါလေးဖိုင်နေမှာဒီကစားသမားကိုမြင်တွေ့ဖို့လိုတယ်ခက်တာတစ်ခုကကစားသမားရဲ့အင်ဂျူရီပြဿနာကထင်တယ်လို့အဆင်မပြေဘူးဒါပေမဲ့လို့ကျွန်တော်ကြည့်ရမှာပေါ့ဗျာအဲ့ဒီပွေးစီမှာများကန်ကောက်ထောင်းမဆွန်နဲ့ပေါင်ဝင်လာမလား ကျွန်တော်တို့ကတော့ပေါ့ဗျာအမ်မူရဲဒီတတိယရှင်လင်းပွဲမှာလေးပြောထားခဲ့တယ်ယူပါလိဖိုင်နယ်မှာတော့ကစားသမားအပြေဝကစားသမားစုံစုံလေးနေနဲ့ပေါင်ဝင်လာနေရှင်ရှိတယ်ဆိုပြီးတော့သူပြောထားခဲ့တယ်ဆိုတော့ခင်မရမှာပေါ့ဗျာကျွန်တော်စီကီစီတို့ဘာလို့မြင်ပြရမလားတေချာတာကတော့လီဆယ်တို့မာတီနက်တို့ပေါင်ဝင်လာမှာမဟုတ်ဘူးဆိုတော့စာသမားတို့ဒါကကျွန်တော်တို့လက်ရှိကစားမင်းဝက်ဆန်နဲ့မနေ့ပြန်ပွေးစီပေါ့ဗျာအနေထားတစ်ခုမှာပွေးထုတ်လာနေခြင်းရှိတယ်လူစီးပေါ့ တော်လို့မြောက်ဘူးကျွန်တော်အမိုရဲအနေနဲ့ပထမပိုင်းမှာဘရူနိုဖာနီတို့ကာနာရှိုတို့ကက်ဆီမီရိုတို့အဓိကလူစင်းတို့ကိုထေကောင်းထေလာနေတယ်တော်ဒီမော်လို့ရှိရင်ဒုတိယပိုင်းပေါ့ဗျာဒီကျွန်တော်ကတော့ပေါ့ဗျာဒီပရီးမီးယားလိမ်မှာဒီ၃ပွဲကိုရှုံးရင်လည်းရှုံးမစေတော့ကျွန်တော်တဲမစင်တော့ဘူးအဓိကယူပါလေဖလားပဲကျွန်တော်ကအရေးကြီးတယ်ကျွန်တော်ပရိသတ်တွေအဖို့အသင်းအတွက်ဒီဖလားတစ်လုံးပဲကျွန်တော်အရေးကြီးတယ်ဖလားရခဲ့လို့ချင်းချန်ပီယံလေးလေးဝင်မှာ ပြီးလို့ရှိရင်လိုင်မင်းနွေရာတီမှာကျွန်တော်အတင်းကဘတ်ဂျက်အနေနဲ့အပြောင်းရွှေ့အသုံးစရိတ်တွေကလည်းချန်ပီယံလိဝင်ခွင့်ရလို့ရှိရင်အသုံးစရိတ်တွေကကျွန်တော်တို့ရဖို့ရှိနေတယ်။ဒါကြောင့်ပရီးမီးယားလိအနေထားမှာဘလိုပဲရှိနေပါစေပေါ့ဗျာကျွန်တော်တို့ကတော့ဂယူမဆိုင်တော့ဘူး။တိုးတော်ညာလည်းအမ်ရယ်ကတော့သူကနေပြဖြစ်တဲ့အတွက်19 19ပွဲကိုတော့ကျွန်တော်တို့နိုင်မောက်ကိုရမှာ။ဒီပွဲကိုနိုင်လို့ရှိရင်ကျွန်တော်တို့အဆင့်တစ်ခုကတော့တက်တော့ဖို့ရှိနေတယ်။အောက်မှာဆိုရင်လည်းစပါရိုက အလောက်ဒီအမဲမကော်ဘူးပြီးလို့ရှိဝက်ဆန်းကလည်းအမဲမကော်တဲ့အတွက်ဒီပွဲတကယ်လို့ရှုံးလို့ရှိကျွန်တော်အဲ့ဒီအောက်ဆုံးအစ6စစ်ကုံကိုရောက်သွားနိုင်တယ်ဒါမျိုးအနေထားကိုပြည်သက်တွေကလည်းလက်ခံဖို့မရှိသလိုနေပြကလည်းမရှိပါဘူးဆိုတော့ကြည့်ကြရမှာပေါ့ဗျာကျွန်တော်ဒီနေ့ပွဲစီမှာအရင်နေပါနေနဲ့ပွဲထောက်ခွင့်လာမလားမဟုတ်လို့ရှိရင်အဓိကကစားသမားတွေကိုပထမပိုင်းမှာပွဲထောက်ခွင့်ပေးမလားကျွန်တော်တို့ကပေါ့ဗျာပရီးမီးယားလိမ်းမှာဆိုရင်ဘာမှဝန်မျောလို့မရတာကိုအစ်င့်နေနဲ့တကယ့်ကိုတိုင်ပွဲတဲ့အနေအထားတစ်ခုမှာဆိုရင် ကစားသမားတွေကလည်းတပွေးကောင်းတပွေးမကောင်းအဲ့လိုမျိုးဖြစ်နေတယ်။ပြည်ပအောင်နဲ့ပွေးစီတွေကလုံးမင်းတို့ကစားကြည့်ပါလား။ငါတို့ဒီနေ့ပွေးစီကိုကစားတဲ့နေတာတကူမှမင်းကြီးကိုယ်စီမပြင်းမရှင်းမနိုင်မရှင်းငါတို့ကစားမယ်။အနိုင်ရလို့တဲ့စိတ်နဲ့ကစားမယ်ဆိုရင်တော့နိုင်တဲ့နေ့ပွေးကိုနိုင်မှာ။အတူတူမို့လို့ရှိရင်တော့အာဒီပွေးငါတို့ပရီးမီယာလိကတော့ဘာမှတော့မဖြစ်တော့ပါဘူး။ပရီးမီယာလိကငါတို့10%ပြည်ပြီးဒီကငါတို့ဒီယူပါလဲကိုအားဆက်ရမယ်ဆိုရင်တော့မင်းနိုင်ဖို့ဘက်ကိုမရှိတော့ဘူးဆိုတော့ ဒီနေ့ပွေးစီအနေထားနဲ့ပတ်သက်ပြီးတော့ညီကိုတို့ဘလို့ထင်မြင်ချက်ရှိလဲအထူးသဖြင့်ကျွန်တော်တို့ဒီပွေးထွက်လူစည်းပေါ့ဗျာဒီအမ်မိုရဲအနေနဲ့လူငယ်ကစားသမားလေးတွေကိုဦးစားပေးလာမလားကျွန်တော်တို့ဒီဂိုးသမားတို့ဆိုရင်လည်းအပြောင်းလဲလုပ်လာမလားအထောင်တိုက်စီမှာဆိုရင်ချီတူအိုဘီမာတို့ကိုထပ်ပြီးတော့မြေတွေ့ရမလားဆိုတာညီကိုတို့အမြဲတမ်းဆွေးနွေးပေးကြကြပါဦးစောစားသမားတို့ရဲ့ဒီကနေ့ဗီဒီယိုလည်းကတော့မဆောင်နေတဲ့အသင်းနဲ့ကိုရင်အိုထရက်ပေါ်မှာ9နိုင်45ပရီးမီယာလိပွေးစီ36ကိုဝက်ဆန်အသင်းကိုလက်ခံကစားမယ်ပွေးစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပွေးချုပ်သုံးသပ်ချက်ဆွေးနွေးတော့ကြတာဖြစ်ပါတယ် ညီကိုတို့အမြင်လေးတွေကို comment လေးမှာဆွေးနွေးပေးကြပါအောင်ကျွန်တော်အနေနဲ့ Facebook page မှာလည်းဗီဒီယိုတွေတင်ပြထားတာရှိတယ်ပြီးလို့ရှိရင် TikTok မှာလည်းဗီဒီယိုတွေတင်ပြထားတာရှိတဲ့အတွက်ဒီ channel platform ၃ခုမှာကျွန်တော်အမြင်လေးရှိပါတယ်အထူးသဖြင့် YouTube channel မှာတော့ကျွန်တော်ဗီဒီယိုစတဲ့ဆိုသလိုနေ့စဉ်နေ့တိုင်းတင်ပြနေတာဖြစ်တဲ့အတွက်ညီကိုတို့အနေနဲ့စောင့်မျှော်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အသေးသေးတော့မယုံပဲမြောက်ကလေးကျွန်တော်ຫນွေသေးစွာဖိတ်ခေါ်ပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုတူပြောင်းစီတိုက်ကိုကျေးဇူးများကြီးတင်ပါတယ်။ Lion Square လေးတွေမလိုပါသေးရင် Lion Square နဲ့ Notification ကောင်းလောင်းလေးကိုတိတာပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်တဲ့များသတင်းတွေကိုမလတဲ့ကြည့်ကျူးအားပေးနိုင်ပါတယ်ကြောင့်ပြောကြရင်လည်းဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ